အားလုံးမင်္ဂလာပါ PS and Properties ကကြိုဆိုပါရစေကျွန်တော်ဒီနေ့ကတော့ကျွန်တော်ပင်လုံလမ်းမနဲ့အနည်းဆုံးကြည့်ရတလုံးပေါ့နော်ဆိုတော့ဒီနောက်ကအိမ်လေးကိုကျွန်တော်မိတ်ဆက်ပေးပါမယ်သူကတော့ P J ကပေ40 60အထက်မှာစောက်ထားပေလုံလမ်းမကြီးနဲ့ဒီပါဒီကနေဆိုရင်ပေလုံလမ်းမနဲ့အနည်းဆုံးနေရပါတော့ဒါအရှင်းပြနေစားဒီဘက်ကလမ်းလဲတာရပြသူကလက်ဖက်ဖောက်တာပေါ့နော် ီးတော့အိမ်လေးကရှေ့ဘက်လည်းဖြစ်ပါတယ်ဒါကတော့အိမ်ရှိကားပါကင် area ကို landscape အနေနဲ့ပိုင်းထားတဲ့နေရာပေါ့နော်ခြံစည်းရိုးထီးထီးတိုင်းမှာထားပဲနပန်းလေးစိုက်ထားပို့ကောင်းတာပေါ့နော်ဆိုတော့ခြံတကားကတော့ slide door တကားဖြစ်ပါတယ် modern နဲ့ပေါ့နော်ပြီးတော့ဒီဟာကဒီဘက်မှာလည်းအိမ်ကဒီမြေခြံပြီးတော့ဆော့ပေးထားတာဖြစ်တဲ့အတွက်ကားပါကင်သုံးရင်လည်းသုံးလို့ရမယ်ကိုကပန်းပင်စိုက်ခြင်းလည်းစိုက်လို့ရမယ်ပြီးတော့ခြံစည်းရိုးတွေကိုတော့ steep blade နဲ့နှစ်ထပ်တွေနဲ့လုပ်ပေးထားတယ်နော် လုံးလုံးချုံချုံပဲ CCTV လည်းရှစ်လုံးပါပါတယ်မီတာကတော့2မျိုးရတယ်ပေါ့နော်ဆိုတော့ဒီဘက်ချမ်းလေးကတော့ကျွန်တော်တို့အိမ်ရဲ့ဝင်ပေါက်ဝါနဲ့ကပ်ရက်ရှိတဲ့ landscaping area ground tank ရှိတယ်အောက်မှာ compressor တွေ water pump တွေထားတာပေါ့နော်အိမ်ရဲ့ခေါင်းရင်းမှာလည်းမြေပိုလေးထားထားပေးပါတယ်ခင်ဗျဆိုတော့ကျွန်တော်ပြည်ပြပေးပါမယ်ဆိုတော့ rose အိမ်ထဲဝင်ကြည့်အောင်လားကဲဒီကနေစပြီးတော့ကျွန်းငွေတက်ရတာရပါတယ်ဒါကတော့တကား system ကို first smart lock system ပုံပြထားတယ်ကျွန်းနေနေပဲเนาะဆိုတော့လား ကဲဒါကတော့ကျွန်တော်ပထမဦးဆုံးမိတ်ဆက်ပေးခြင်းတဲ့ living space ဖြစ်ပါတယ်ကျွန်တော်ဂျန်ကင်းခင်းထားတဲ့အစားနောက်ဆုံး street တမ်းမန်းတွေကလကားတွေသုံးထားတဲ့အစားကိုကျွန်တော်ပြပေးပါမယ်ဒီမြင်ကြီးတက်မှာအကုန်လုံးရှိသမျှ brain box တွေအကုန်လုံးကတမ်းမန်းတွေအပြည့်စုံပါပြီဒါနော်နောက်တစ်ခုကဒီမှာကြည့်ဝင်ပေါက်ဝါတော်မှာ street ဘာသာတကားရှိပါတယ်မိုက်တယ်နော်ပြီးတော့ချင်းလုံးစကားလည်းပါသေးရဲ့ခင်ဗျကဲဟုတ်ပြီ။ဒါကျွန်တော်ပြီးရင်ဒီဘက်အိမ်လေးကိုပြပေးမယ်။ဒီခန်းလေးနဲ့ကပ်ရက်ရှိနေတဲ့ space နေရာတစ်ခုကတော့ အခန်းဖွဲ့ကဗနက်ခန်းရှိလဲကြောင်းလိုက်ပြပေးမယ်ဆိုတော့ဒီဘက်မှာတော့ထမင်းစားခန်းတစ်ခုရှိတယ်ထမင်းစားခန်းရဲ့ပိတ်ခန်းရဲ့ယေရှုဝမ်မာစတာတခန်းရဲ့ကစ်ချင်ရှိတယ်ဒါကတော့ပထမဆုံးကျွန်တော်မိတ်ခန်းတခန်းမိတ်ဆက်ပြရအောင်နော်မိတ်ခန်းကတော့အဲခန်းနဲ့တော့ဆက်နေတယ်ထမင်းစားခန်းနဲ့ဆက်နေတဲ့ပုံစံတော့ပေါက်တယ်ဒါပေမဲ့အဆင်ပြေပါတယ်ပြီးတော့ဒီကမှာကျွန်တော်တို့ကဒီ brain box ဒီ brain box ဆိုလို့ရှိရင်လဲကျွန်တော်တို့ကတန်ပန်းတွေပြပါပြီးသားပေါ့နော်ကဲဒါလေးကတော့မိတ်ခန်းအတွက်ထားတဲ့ယေရှုခရစ်အိမ်သာဖြစ်ပါတယ်ကျွေပြားတွေအပြည့်နော်တုံးထားတဲ့ brand တွေ ကုန်လုံးရေချူကန်အိမ်သာတုံးထားတဲ့ပစ္စည်းတွေကျွေပြားတွေအကုန်လုံးအကုန်လုံးကတကယ် granny ပဲပေါ့နော်တော်တော်လေးမိုက်ပါတယ်။ကဲဆိုပြီးဆိုတော့ဒီတကားကလည်းကျောင်းတကားဖြစ်ပါတယ်။ပြီးတော့ကျွန်တော်နောက်ထပ်တနေရာမိတ်ဆက်ပေးမယ်။အဲ့ဒီတနေရာကတော့ချေချူကန်အိမ်သာတွဲရဲ့ပထမဦးဆုံးအောက်ထက်ရဲ့ master gun ဖြစ်ပါတယ်။ ဆိုတော့ lighting ကောင်းကောင်းရတယ်မှန်လေးပဲတုံးပြီးထားတယ်လုံခြုံရေးလည်းကောင်းတယ်တံပန်းတွေတက်ထားတယ် air con တွေလည်းပါပြီးသားကလကာတွေလည်းပါပြီးသားဆိုတော့လူကြီးမင်းကကိုယ့်ရဲ့ luggage ဆွဲပြီးတော့ကိုယ်အသင်အစင်သစ်တက်နေဝင်ဖြစ်ပါတယ်ဆိုတော့ square feet အရင်မကျေဘူးအရင်မကျေဘူးဒါပေမဲ့အဆင်ပြေတယ်ဒါလေးတော့သူရဲ့ youtube channel အိမ်သာဖြစ်ပါတယ်ဒါကတော့ကြွေပြားတွေနိုင်ရန်ကိုမကတ်ထားဘူးဒါစစ်တုတ်ထားတာပါပန်းအောင်တောက်တယ်ပေါ့နော်ဒါကင်မရာထဲမှာတော့အရင်ကတော့လေမုံရောင်လို့လို့ rose gold ရောင်လို့ဖြစ်နေပါတယ်ဆိုတော့ဒီဘက်ကတော့ကျွန်တော်တို့ အခန်းလေးတစ်ခန်းရှိတယ်အခန်းလေးတစ်ခန်းမပြခင်မှာဒီလေးကကွင်းအောက်မှာရှိတဲ့ဟာလေးပေါ့နော်ဒါလေးကတော့အာ common wc နဲ့ပြီးတော့ဒီဘက်မှာကျွန်တော်တို့ solar နဲ့ပတ်သက်တဲ့ battery panel ထားထားရပေါ့နော်ကဲဒါကတော့ common wc အဲ့ဒါကြီးဆောင်လာတော့လို့ရှိရင်ဒီမှာသုံးလို့ရမယ်ဆိုတော့ကျွန်တော်ပို့ပြပေးမယ်နော်ဆိုတော့ aborted တက်ကြည့်ရအောင်နော် aborted တက်မကြည့်ခင်မှာကျွန်တော်ထမင်းစားကန်းအာပတ်လေထားတဲ့နေရာမှာလည်း aircon ရှိမယ်နော်ပြီးတော့ high ceiling လည်းမြင်မယ်ပြီးတော့ဒီခန်းမှာတော့ကျွန်တော် kitchen ရှိတယ် ကစ်ချင်းကစ်ချင်းလည်းတော်တော်ကျေတယ်ကင်မရာလည်းမမလို့သွားပါဖြစ်တော့အာကြည်ကြည်ဝုံဝုံပဲကြိုက်တဲ့ဧည့်သည်တွေအတွက်ကြည်ကြည်ဝုံဒီလိုမျိုးနေတဲ့အနေအထားတစ်ခုသူဖန်တီးဖို့ပေးထားတယ်ပေါ့နော်အပေါ်အောက်ကက်ဘိနက်အပြည့်စုံအညော်ဆုံးဆက်ပြီးတော့ Italian brand နေတဲ့ guest တို့တွေပြီးတော့နောက်တစ်ခုကအညော်ဆုံးဆက်တွေပြီးတော့ဒီဘက်မှာကျတော့ street တမ်းမန်ဒါကတော့နောက်ဘက်ကအိမ်နောက်ဘက် wet kitchen သွားတဲ့လုံခြုံရေးတွေ့ထားတာပေါ့နော်ကဲဒီ space ကတော့အခြေကြီးပဲ level လေးတော့လည်းကောင်းတယ် lighting လည်းကောင်းတယ်ဒီနေရာလေးမှာတော့ကျွန်တော်ရေခဲတက်တာ ားလို့ရပါတယ်ပြီးတော့အပေါ်မှာလည်း cabinet တွေရှိသေးတယ်ပေါ့နော်ကဲဟုတ်ပြီကျွန်တော်အဲ့ဒါဆိုရင်အပေါ်ထဲတစ်ချက်တက်ပြပေးမယ်နော်ကဲလေကကွင်းရဆာ၍အနည်းများထောင်များပုံလုံးလျံအကုန်လုံးကျွန်းအပြည့်စုံပါတော့ဗျပြီးတော့လေကကွင်းမှာပါတဲ့ဒီ lighting ကောင်းကောင်းရနိုင်တဲ့နေရာကိုသူတို့တွေက block မလုပ်ထားပဲနဲ့မှန်နေနဲ့ပဲလာဆင်တော့အလင်းရောင်ကောင်းကောင်းရတယ်ကဲအခုဆိုရင်အိမ်ရဲ့ပထမတက်ကိုရောက်ပါပြီအိမ်ရဲ့ပထမတက်မှာကျွန်တော်ဒီနေရာလေးကတော့ကျွန်တော် shrine area ဖြစ် recommend ပေးပါတယ်ဒါကတော့ဖျားခန်း area ပါ အဲဒီအိမ်လေးကအရှိတ်ပဲလေးတာဖြစ်တဲ့အတွက်တချို့တချို့ဧည့်သည်တွေတချို့တချို့နေမဲ့လူတွေကဘုရားရှင်ကိုအရှိတ်မှာထားတာပုံစံတွေပေါ့နော်ဆိုတော့ block ကြီးပဲလည်းမဟုတ်ဘူးအပေါ်မှာ light တွေအတွက်မှန်သုံးမိထားတယ်ဒီဘက်မှာကျွန်တော်တို့ brain box တွေလည်းပါမယ်ပေါ့နော် aircon ပါပြီးသားဒီမှာလည်း aircon တော့လုံးရှိမယ်နော်ဆိုတော့ဒီဘုရားကန်းရဲ့ကက်ရက်ရှိနေတဲ့အခန်းတစ်ခန်းကတော့ရေချိုးကန်းအင်တာတွဲရဲ့ runner ပါတဲ့အခန်းတစ်ခန်းဖြစ်ပါတယ်ကဲဆိုတော့ကဒီခန်းလေးမှာပါနေတဲ့အဝိပီတို့အပီစီဒီဘက်မှာစာဖတ်မှန်တင်ကုန်အပီစီနဲ့ ောက်တစ်ခုကတော့ runner ပါတဲ့အခန်းလေးဆိုတော့ဒီခန်းလေးကတော့ level တွေအတွက်ကောင်းပါတော့ကျိန်းသေးတယ်။ဒါဆိုတချို့ brain box တွေကကျတော့ကအာ level level ပေါက်သိမ့်မရအောင်လीဆိုတော့ဒီတကားကြီးကနေပဲ level တွေအတွက်ကောင်းအောင်လုပ်ပေးနိုင်တာဆိုတော့ဒီခန်းလေးကတော့တော်တော်မိုက်တယ်။ကြာနေမထိုးဘူး။ဆိုတော့ overcan တော့ရှိမယ်နော်။ Okay overcan ကထူးခြားတာတစ်ခုရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ပြင်ပြပေးမယ်။ဒါတော့နောက်ဖက် runner ပါတဲ့အခန်းတစ်ခန်းဖြစ်တယ်။ square feet ကတော့ဆိုတော့အခန်းလေးတဲ့နည်းနည်းလေးပူချေတယ်။ air con ပါပြီးသား၊တန်ဖန်းပါပြီးသား၊ brand တကားတွေမှာ clutter ပါပြီးသားပေါ့နော်။ဟုတ်ပြီ။ Okay ဆိုတော့ကျွန်တော်ထပ်မိတ်ဆက်ပေးမယ့်ဟာကတော့ဒီဘက်ခန်းမှာရှိတယ်။လာကြည့်ပါ။ Okay ဒီဘက်ခန်းမိတ်ဆက်ခင်မှာပြီးအဝိပီကိုပါပြီးသားနော်။ဒါတော့မှအခုလက်စေးပေစင် washing sink မရှိပါသေးခဲ့အရှည်လျားတော့ဦးကြီးမင်းတို့ကြည့်လို့ရပါတယ်ပေါ့နော်ဒီရေချိုးခန်းဘယ်လောက်ကျယ်လဲမကျယ်လဲကျွန်တော်ပြမယ် ဒါအဆိုချက်ခွဲထားတဲ့နေရာဆိုတော့ဒါသည် back tag ပါတဲ့အခန်းအခန်းဖြစ်ပါတယ်အာမာဗဂျူပြားတွေနဲ့လှဆင်ပေးထားတယ်ဖီယန်နိုဆက်တွေနဲ့ရှာဝါဆက်တွေကိုအသုံးပေးထားပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်တခန်းတော့ကြည့်အောင်ကဲအပေါ်တက်မယ်နော်အပေါ်တက်မှာလည်းဒီလိုမျိုးနေရာပဲလှေကွယ်မှာ light tree တုံးထားတာမှန်ရဲ့ဒူးကအမြင့်ကြီးပဲဗျစီလံမြင့်လောက်ရှိပါတယ်မင်းတို့ကဲဒီမှာလည်းခန်းခန်းဖွဲ့ထားမယ်ဒီဘက်ခန်းလေးကြောင့်မိတ်ဆက်ပြမယ် ောက်ခခန်းလို့ပဲသူလီရန်နာပါမဲ့အခန်းခန်းဖြစ်တယ်။အောက်ခခန်းကရန်နာပါတဲ့ခန်းဘက်ကရောရေချိုးခန်းအင်တာနာမှာအဝေးပြီလို့ထားထားတယ်ဒါကတော့ဒီဘက်ဆက်မှပြီလို့ထားထားတယ်ပေါ့နော်။ကဲဒါလေးကတော့သူရဲ့ရေချိုးခန်းအင်တာဖြစ်ပါတယ်။အကုန်လုံးကိုတော့ကြွေပြားပြီပဲပေါ့နော်။တန်ရှိလို့ချင်တယ်ပြီလို့အကောင်းအောင်တန်ရှိလို့လို့ရပြီ။နိုင်ရပါပြီဆိုတာရေစိတ်မှာပူပါတော့ပေါ့နော်။ကဲဒါကတော့နောက်ဆုံးမာစတာခန်းတစ်ခန်းဖြစ်ပါတယ်။သူကတော့ရန်နာ G တစ်ခု ပါပါတယ်။ လိုက်တင်ကောင်းကောင်းရတယ်လေးလေးထက်ကောင်းပါတယ်ဓာတ်တွေရန်နာဖြစ်ပါတယ်ဒီရန်နာရဲ့မြင်ရတဲ့ view လေးကတော့ကျွန်တော်ဒီအောက်ဘက်မှာ chain area view ပေါ့နော်အကုန်လုံးအပေါ်စီးကနေမြင်နေရတာ okay ဆိုတော့ကျွန်တော်တို့နောက်ဆုံးနောက်ဆုံး render အကြီးတစ်ခုကိုသွားပါမယ်ဒီလေးကပုံမှန် select ဆိုပေမဲ့အာအပေါ်တက်မဲ့လေးကမရှိဘူးနော်ဒီမှန်ကြီးကိုပဲတုံးထားကြည့်ပါလားလေးကွင်းမှာအခြေကြီးပဲဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဒီဗီဒီယိုကြိုင်းနဲ့တက်လို့ရှိလို့ရှင် BSN Property Page ကိုလာရောက်ဆောင်သမ်းမြင်မြန်ဝယ်ယူနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်